တော့တည်ထောင်ခဲ့တယ်ဆိုတဲ့နေရာမှာ Wikipedia ကဘယ်လိုမျိုးအလုပ်လုပ်တယ်ပေါ့နော် Wikipedia ဘယ်လိုလုပ်လဲဆိုတော့ Wikipedia သူ့မှာဆိုရှင်ပေလာလို့ခေါ်တဲ့ဒီဟို core principle လို့ပြောပါအောင်လို့ပြောမလားပေါ့နော်ဟို mandate ကြီး၅ခုရှိတယ်ပေါ့နော်ဒီလိုရှင်သူ့ကိုဒီမူဝါဒတွေလို့ပြီးလို့ရှင်လမ်းညွှန်ချက်တွေလို့ ਨੇ သူကဟိုထိ ंछ ုပ်ထားပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အဲ့တော့ပြောရမစို့ Wikipedia မှာဘာတွေပါလဲဆိုရင်အဓိကတော့ဆွဲသုံးဉာဏ်ဖြစ်တဲ့အတွက်သူကဆွဲသုံးဉာဏ်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအများကြီးရှိတယ်ပေါ့နော် ပြီးတော့ဒါမဲ့ဆွဲသုံးဉာဏ်နဲ့အကြောင်းအရာရှိရဲဆိုပြီးမဲ့လေဒီသူ့စီမှာဆိုရှင်တော့ဟိုပြင်ပမှာတစ်ခုခုနဲ့ထုတ်ဝေဖြန့်ချိထားရင်မရှိတဲ့အကြောင်းအရာတွေထည့်သွင်းလို့မရဘူးပေါ့နော်ပြီးတော့ရှင်အပြီးတိုင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖည့်သွင်းလို့မရဘူးပေါ့နော်အဲ့တော့ Wikipedia မှာဆိုရှင်ဆွဲသုံးဉာဏ်နဲ့ပတ်သက်တဲ့ encyclopedic content တွေပဲရှိမှာမဟုတ်လား ပြီးတော့လို့ရှိရင်သူ့မှာရေးထားတဲ့ဒီစောင်းမားတွေအကုန်လုံးကဆိုရှင်ဘမ်းမလိုက်တဲ့အမြင်နဲ့ရေးရတယ်ဗောနော်ဘမ်းမလိုက်တဲ့အမြင်ဆွဲနေမှာဟိုလူနှစ်ယောက်ရင်ဖြစ်တယ်ဆိုရင်တော့မှဟိုတတိယလူအမြင်နဲ့ကြည့်ပြီးတော့ဘသူကမားတယ်ဘသူကမှတ်တယ်ဆိုတာတဲ့ဒီလူလူဘလို့ကြောင့်ရင်ဖြစ်တယ်ဆိုတာမျိုးရေးထားတဲ့ပုံစံမျိုးဗောနော်အဲ့တော့ဘမ်းမလိုက်တဲ့အမြင်နဲ့ရေးတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်အဲ့တော့ Wikipedia မှာဆိုရှင် promotion တွေတို့ကြော်ညာတွေတို့ပြီးတော့လို့ရှိရင်တစ်ဖက်လိုက်ဟိုတယူတန်ရေးထားတဲ့အကြောင်းအရာတွေတို့ဒါမျိုးတွေမရှိဘူးဗောနော်ဘမ်းမလိုက်တဲ့အမြင်နဲ့ရေးထားတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ် အာပြီးတော့လို့ရှင်တော့သူ့မှာရနိုင်တဲ့ content ပေါ့နော်သူ့ Wikipedia မှာရှိနေတဲ့ content တွေအကုန်လုံးကိုအခမဲ့ license တတ်မှတ်ချက်နဲ့တတ်မှတ်ထားရပေါ့ကျွန်တော် free license ပေါ့နော်အဲ့တော့ဟို copyright လို့ခေါ်တဲ့ mobile ဝင်မရှိဘူးပေါ့နော်ဘယ်သူဒီထဲမှာ Wikipedia မှာရှိနေတဲ့အကြောင်းအရာကိုတစုံတစ်ယောက်ကပိုင်ဆိုင်နေဆိုတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့အခမဲ့ license နဲ့တတ်မှတ်ထားတဲ့အကြောင်းအရာတွေရှိတယ်ပေါ့နော်အဲ့တော့ mobile ဝင်ရှိတဲ့အကြောင်းအရာတွေတော့ Wikipedia မှာရှာလို့တွေ့မှာမဟုတ်ဘူးပေါ့နော် ပြီးနောက်တစ်ခုကတော့ဂီမီဒီယာမှာတုံးဆွဲဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ယဉ်ကျေးဟို civility ပေါ့နော်အာတယောက်နဲ့တယောက်ဟိုယဉ်ကျေးပြုံမှာမရှိရပါဘူးပေါ့နော်အဲ့တော့ကျင့်ဝတ်မဲ့တဲ့အကြောင်းအရာတွေနောက်ပုံကိုရေးတိုက်ခိုက်တဲ့အကြောင်းအရာတွေတယောက်ကိုတယောက်နှိမ့်ချစော်ကားတဲ့အကြောင်းအရာတွေဂီမီဒီယာမှာတော့မရှိနေဘူးပေါ့နော် ်ပြီးရင်နောက်ဆုံးတစ်ခုကတော့ဟို verifiability ပေါ့နော်ကျွန်တော်တို့ wikipedia မှာရှိနေတဲ့အကြောင်းအရာတွေအကုန်လုံးဒီ sensitive view လို့ရတဲ့အကြောင်းအရာတွေဖြစ်ရမယ်ပေါ့နော်အဲ့တော့အတိအမှတ်ပြုနိုင်တဲ့ဒီရင်းမြစ်တွေကိုကိုးကားထားတဲ့အကြောင်းအရာတွေပါဝင်တယ်ပေါ့နော်အဲ့တော့ကိုကားထားတဲ့အကြောင်းအရာတွေမရှိတဲ့အဟာမျိုးဆိုရှင် Wikipedia မှာမရှိဘူးเนาะပြောချင်တာသူစီမှာရှိနေ Wikipedia မှာရှိနေတဲ့ချက်လက်တိုင်းဒီစစ်စစ်အတည်ပြုလို့ရတယ်ဆိုတဲ့အကြောင်းအရာကိုပြောချင်တာပေါ့เนาะ